တောင်ပြည်ကိုခိုင်မြို့မှာမြို့နယ်ရဲတပ်ဖွဲ့တွေကပြီးခဲ့တဲ့မေလ14ရက်နေ့မှာမူရီစေဝါတင်ဆောင်လာတဲ့အမျိုးသားအမှုကိုမူရီစေဝါတွေနဲ့အတူဖမ်းဆီးရမိခဲ့ပါတယ်ဖမ်းဆီးရမိတဲ့ဖြစ်စဉ်ကတော့ကိုခိုင်ကောင်းခါတွားတဲ့လမ်းမကြီးမှာကိုခိုင်မြို့နယ်ရဲတပ်ဖွဲ့ကမူရီစေဝါရောင်းဝယ်တုံးဆွဲတူတွေကိုရှာဖွေစစ်ဆေးရေးပြုလုပ်တဲ့အချိန်မှာဖမ်းဆီးရမိတာဖြစ်ပါတယ်မူရီစေဝါတွေနဲ့အတူဖမ်းဆီးရမိတဲ့အမျိုးသားအမှုဟာ အသက်42နှစ်အရွယ်ဦးခေါ်စင်ဆိုသူနဲ့အသက်29ခုနှစ်အရွယ်ဦးလမောင်ဆိုသူတို့ဖြစ်ကြပြီးတော့၎င်းတို့နှစ်ဦးဟာ X-ray ရင်အမျိုးအစားပေါ်မှာဘင်းဖြူဆက်ပြခွက်168ခွက်တင်ဆောင်လာတာဖြစ်ပြီးကုခံမျိုးနယ်ရဲတပ်ဖွဲ့တွေကရှာဖွေဖမ်းဆီးရမိတာဖြစ်ပါတယ်ကုခံမျိုးနယ်ရဲတပ်ဖွဲ့တွေရဲ့စစ်ဆေးမေးမြန်းချက်အရဦးခေါ်စင်နဲ့ဦးလမောင်တို့ဟာမူဆယ်မျိုးကိုဥတီတွားมาဖြစ်တယ်လို့ထွက်ဆိုထားပါတယ်တအားပြည်ရဲတပ်ဖွဲ့အနေနဲ့ ပြီးခဲ့တဲ့မေလ၈ရက်နေ့ကလည်းမိုးကုံမြို့မှာမွေးစေဝါ၃ဆွဲတူကိုဦးဖန်စီယာမိခဲ့ပြီးတော့ဖန်စီယာမိတဲ့တူတွေကိုတောင်ပြည်ရဲတပ်ဖွဲ့ကမွေးစေဝါတိုက်ဖျက်ရေးဥပဒေနဲ့အတူအရေးယူသွားမှာဖြစ်ပါရဲ့ရှင်။ကျမလေးဘောစမင်းပါ။